မင်္ဂလာပါရှင်ဆ iam မကျူးရဲ့ကျမရဲ့တစ်ပင်ဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်ပိုင်းလေးကတော့အပိုင်း၈ဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ကျွန်တော်ဖေဖေအညီနာမှာဝင်ထိုင်ချလိုက်မိသည်ကျွန်တော်သူ့ပေါ်တကယ်ချစ်ခဲ့တာပါဟုသောစကားကိုကျွန်တော်ဖေဖေရှေ့မှာမပြောဝင်ပါဖေဖေကျွန်တော်နောက်ကျတော့ခက်တင်နေပုတ်လိုက်သည်โอเคစိတ်မညစ်နေပါနဲ့ကွာ မင်းဟာအမှုပညာလုံးမဲ့သူပဲအမှုပညာသမားဆိုတာနာကျင်တာခံစားရတာတွေများလေလေဖန်တီးနိုင်စွာရင့်ကျက်လေမဟုတ်လားပြပေမင်းကိုတခုပဲပြောချင်တယ်ဒီနှစ်ဆယ်တန်းတော့အောင်ဖြစ်ပါတာရဲ့ကျွန်တော်ပူခန္ဓာကိုနည်းနည်းကျုပ်ပြလိုက်မိ၏မင်းတို့တစ်ဖက်လုံးမှာမင်းတယောက်ပဲကြံ့ရိတ်ခဲ့တာဇာတိရောက်ဒီနှစ်အောင်သွားပြီကျွန်တော်မဖြစ်ကျွန်တော်ပြပေဟာဘယ်ဖြစ်မလဲကွမင်းဆယ်တန်းအောင်မှာဖြစ်မယ် အောင်တော့ကျွန်တော်ဘာဖြစ်မလဲပြ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 ကျွန်တော်ကိုမျက်လုံးပြူကြည့်သည်အောင်တော့ပညာတဆင့်မြင့်တာပေါ့ကွာမင်းကောင်မလေးမင်းကိုခောက်ထားတဲ့ကိစ္စမှာအဲ့ဒါလေးပါနိုင်တာပဲတက်ကတူသူများနဲ့တန်းလို့ကျွန်တော်ဖိဖိစကားကိုဖျက်ပြစ်လိုက်ဤတက်ကတူတက်တော့ကျွန်တော်ဘာဖြစ်မလဲပြပြဝေးရရင်လေပြပြလိုပဲစားအောင်ရောင်းတာဖြစ်မှာပေါ့ဖိဖိမျက်လုံးမှာနာကျင်မှုကိုမြင်ရတဲ့ဖြစ်ကျွန်တော်လီတန်းကိုလျှော့ချပြစ်လိုက်ရပါသည် ကျွန်တော်လိုချင်တာအဲ့အရာမဟုတ်ဖြစ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 ်ကျွန်တော်နားလေပါမင်းလိုချင်တာကိုမရနိုင်သေးခင်မှာရနိုင်တာတွေအရင်ယူထားရမယ်ကွာကျွန်တော်ဟက်ခနဲ့တစ်ချက်ရေးလိုက်မိသည်ကျွန်တော်ရေတန်းကြီးခါသိမှုကိုဖြစ်ဖြစ်ရေးမိပါလိမ့်မည် sorry ဖြစ်ဖြစ်ဒါဆိုရင်တော့ဖြစ်ဖြစ်နဲ့ကျွန်တော်အကြီးအကျယ်သဘောထားကွဲသွားပြီကျွန်တော်ကလိုချင်တာကိုရရင်ရမရရင်တခြားအရာတွေယူချင်တာမဟုတ်ဘူးဖြစ်ဖြစ်မဲ့ပြုံပြုံသည် အဲ့ဒီစကားမျိုးငါငငယ်တော့ကလည်းပြောခဲ့ဘူးတာပါပဲကွာစကားကစကားပဲနောက်တော့လောကမှာအသက်ရှင်နေထိုင်မှုအသင့်တော်ဆုံးရနိုင်တာကိုပဲကိုယ်ယူရမှာပါပဲထို့နောက်ဖေဖေကကျွန်တော်မဆုစားကိုပုတ်ခနဲ့ပြချကထားရလိုက်သည်အဲ့ဒီလူရဲ့မှာပုတ်ဆုမပါစရာဘူးဖေ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 ကမယုံကြည်ရမြေပခုံးတွန်လိုက်သည်အေးလီဘာပဲဖြစ်ဖြစ်ဒါကိုပြောရမှာတကူက ပြပြာဆယ်တန်းကိုစူးစမ်းပြင်မဲ့ចောင်းသားတယောက်ကသာကျွေးလာမှာနော်။ចောင်းသားမဟုတ်တော့ပဲငလေရိုက်နေမဲ့ရောင်ခြားခြားကောင်တော့ကျွေးမထနိုင်ဘူး။ចောင်းသားမလုပ်တော့ဘူးဆိုရင်အိမ်ငွေတွေအတွက်မင်းအလုပ်လုပ်တော့ကျွန်တော်ရင်ထဲမှာစူးစူးနဲ့နဲ့ပူလောင်နာကျင်သွားရင်ပြပြခန်းထဲမှာထွက်သွားသည့်အခါအန်ကျင်းရဲ့ဂီတာကိုကောက်ကင်လိုက်သည်။ချစ်သူအတွက်လူပူပြပြအတွက်လူပူကျွန်တော်ဒီမလို့ရပဲပူရှင်နေသူတယောက်ဖြစ်နေပြီ။ ကျွန်တော်တို့ဒီဝိုင်းတော်ရောကျွန်တော်ပဲတော့လူပိုဖြစ်မိနီသူတို့အားလုံးနဲ့ကျွန်တော်တဖြည်းဖြည်းဝေးကွာသားဒီကိုကျွန်တော်ခံစားနေရပြီမန်းဆောင်ရှိတစ္ဆာဆောင်ရှိပြတာတီးကြသည့်ခါသူတို့ရွေးဝါးရာများသည့်ကျွန်တော်နဲ့ဝေးခဲ့ပြီမန္တလေးတက္ကသိုလ်ဂီတစည်းရာဆင်းရဲဝဲများအတွက်တက်နိုင်လို့ပေါ်ပြီးတော့တက်ကြစွာလှုပ်ရှားနေသည့်ချိန်၌ကျွန်တော်သည်သူတို့နဲ့ဝေးရာမှာမှုံဝါးဝါအဆက်ပြောင်လေးတစ်ခုထပ်မပူကြည် ကျွန်တော်နဲ့သူတို့ကြားတခုရဲတော့ဆက်သွယ်မှုမှာရှားပါလွန်လာတော့အခုဒီဝိုင်းဧကံဖြောပြွေးဝဲတစ်ခုတလေပင်ဖြစ်သည်ထို့သောကျွန်တော်ထက်ပို၍ဂီတာကျွမ်းကျင်သူတယောက်ကျွန်တော်ထက်ပို၍ငွေကြေးထဲဝင်နိုင်သူတယောက်ကိုသူတို့တက္ကသိုလ်ဝင်းကျင်တွင်တွေ့သွားဖို့အလွန်ဖြစ်နိုင်သည့်ကိစ္စအလွန်နီးစပ်နေသည့်ကိစ္စဖြစ်သည်သိကြတော့မှာမဟုတ်ပါကျွန်တော်သည်အခု၏အပြစ်မှတ်ကလူပိုတယောက်ဖြစ်ရတော့မှာပါကျွန်တော်စာအုပ်ထဲက ဂျိုးလက်စာဂီတတင်ဂီတတွေကိုငိုကြည့်လိုက်တော့ခါအမြင်တွေဝေဝါးသွားပါသည်ခင်ရီတို့လည်းငါချစ်တက်ခဲ့ပြီထိုစာသားကိုနှမျိုးတီဆူကြည့်ပြီးပုံရိပ်ကောင်းမွန်တင့်တော်မီတီးခွက်ကိုရှာဖွေကြည့်မိသည်ထိုအခါတချင်းတစ်ပိုင်းတစ်စကိုထက်ခါထက်ခါတူတူညီညီအော်ဟစ်ရလေသည်ကျွန်တော်ဂီတကိုတီးနေချိန်တွင်ကျွန်တော်နောက်ကျောမှာကြောအပ်၍ပြင်းရွှဲ့နေကြမြတ်တီယာကိုခဏခဏတန်းတားမိသည် ကျွန်တော်ရင်ဝင်နေသူညတီယာနောက်တစ်စိမ်ခိုးဝင်မိနေဖို့ကျွန်တော်ဖေးရီနေပဲလဲရလဲရလဲလိုက်ချင်ပါသည်အခုတော့ကျွန်တော်ညတီယာသည်တစ္ဆာပေါတယောက်ကိုမှသူရဲကောင်းဖြင့်ရွေးချယ်တင်မြောက်ခဲ့လိမ့်မည်ကျွန်တော်တစ်ချက်အောက်သက်သက်ရင်မောလိုက်ပြီးတရေရောက်မှပလင်းကလေးတစ်လုံးကိုကြပြကြငုတ်ကောက်လိုက်သည်ချို့နော်ပလင်းကိုဖွင့်ပြီးမောတောက်ချလိုက်သည်ငွေးကြိုင်တော့ချိုရှာရှာခါတက်တက်ရင်များလေချောင်းနေသူ့ အရသာရှိစွာစီးဝင်သွားလေသည်အလင်းတဝက်ကြောင့်မှအလင်းပြန်ပိတ်ကဂရင်းအောင်ပြန်ထိုးထည့်ထားလိုက်၏လက်နှစ်ဖက်ကိုခေါင်းနောက်ပြေခါလေးလေးပင်ပင်ကြောဆန့်လဲအေးလိုက်မိသည်ဒီနာရှိကတာကိုဆွဲယူရင်းရင်ဘက်ပေါ်တင်းရင်းတိုးတချောင်းချင်းအတိတ်ပင်မရှိတီးခတ်နေသည်ခါတချင်းနဲ့မဟုတ်တော့တုံခါတံများဇက်တိုက်ပေါ်ထွက်နေသည်ကျွန်တော်ဘာလုပ်တင်သည်နီကျွန်တော်တို့ကဘာကြည့်သည်တိတ်ကြီးမှကျေပြန့်တော်မူမထင် ကျွန်တော်တခုခုကိုဆုံးဖြတ်มาရမည်လောလောဆယ်တော့ရည်ဝေမင်းမှုသောအရာတာဖြင့်ကျွန်တော်ခံသာသည်တရွေ့ရွေ့စီးမြော့နေပြီဖြစ်သည်ညတီရာမင်းတို့မှာမုန်းနေအခန်းရှိကျွန်တော်ရှိမှာလမ်းတွေအများကြီးရှိနေသည်ကျွန်တော်ရေးရင်းရင်ရှောက်ဖို့ပဲလိုသည်လူငယ်တယောက်အတွက်လမ်းတွေအများကြီးပါဖြစ်ဖြစ်သို့တော့အမှန်တမ်းဝန်ခံရရင်ကျွန်တော်ဟာထိုးချိတ်ညှပ်ပိတ်ထားသောပစိမ်းအများကြီးခံနာကိုများ မျက်နှာများကူးကောင်းများကိုကျွန်တော်ကြည့်ပြီးထိတ်လန့်စိုးရိမ်စေအနေငယ်တော်ဝင်မိသည်ကျွန်တော်ရှိမှကျွန်တော်ခံမှန်းမရသည့်စွန့်စားမှုတွေကျွန်တော်ကိုအစဉ်သေးစောင့်နေကြပြီဂီတာအိတ်ကိုလက်တစ်ဖက်ကကိုင်းပခုံးတစ်ဖက်မှာကြောပိုးအိတ်ကိုလွယ်လျက်ရန်ကုန်ဘူတာကြီးပလက်ဖောင်းကိုဆင်းလိုက်ခြင်းတွင်ကျွန်တော်သည်အမေရိကန်ရော့အဆိုတော်ရော့စတူဝတ်ကိုတတိယပြီးပြုံးမိသည် ရော့စတူဝတ်တို့တငယ်ချင်းတစုသည်ဘူတာရောင်ခက်တဲ့တဲ့တစ်ခုမှာ ဂီတာတီးခတ်ကြလေရှိသည်ဂီတာလောကမှာလူတစ်ယောက်ကတခြားပလက်ဖောင်းမှာပြထားဆောင်နေ gain Ross Dwight ၏အတန်ကိုကြားသွားသည်ထို့နည်းဖြင့် Robin ဘဝသို့သူရောက်ခဲ့သည်ကျွန်တော်တို့တငယ်ချင်းတစုမန္တလေးဘူတာမှာမကြခဏဂီတာတီးပြီးအချင်းဆိုခဲ့ဘူးတော့လေကျွန်တော်တို့ဟာညီသည့်ဂီတာသမားကမှမကြခဲ့ပါယခုတော့ကျွန်တော်ရန်ကုန်သို့ရောက်လာခဲ့ပြီပစ္စည်းတွေပေးရန်လူရွေ့၍ လူခေါ်နေကြတော့ယောက်ျားမိန်းမရွယ်စုံကျွန်တော်ခဏငေးမုံမိသည်ကားငမ်းမလားကားငမ်းမလားဟုလိုက်မေးနေတော့ခက်ရွယ်ရွယ်လူများကျွန်တော်သည်ကျွန်တော်ဘေးကိုရောက်လာတော့လူစိမ်းဟာခေါင်းရပ်ပြပြီးအင်းကြီးအိတ်ကက်ကိုအသာဆန်းပြီးကတိုးကျိတ်နေတော့လူတို့ကြားမှာစတင်ရွေရှားစားပြုသည်အစ်စ်မတင်ရင်ငွေကုန်သွားချိန်၌ယခုဘူတာအကျိုးအလုပ်သမားတွေညီအစ်မကျွန်တော်ရောက်ရှိကောင်ရောက်ရှိပေးလိမ့်မည်ထိုနေ့က အသက်18နှစ်အရွယ်လူငယ်လေးတရာပူပြင်းသောနေရာအောင်မှာဂီတာအိတ်ကိုကိုင်ကတဆိုင်ဝင်တဆိုင်ထွက်အလောက်ရှာပွေနေခဲ့သည်ကော်ဖီနဲ့အရက်တွဲရောင်းသောစနက်ရင်ဘားများအနည်းငယ်ခမ်းနားသောကော်ဖီလက်ဖက်ရည်ဆိုင်များအရက်ဘားများရန်ကုန်သည်တနော်မျောလင့်ထားသလားခစ်ကိုမမိသေးပါလားဂီတာသမားတယောက်ကိုလိုပါသလားဟုမေးသည့်အခါသူတို့အားလုံးကျွန်တော်ကိုကြောင်စီသည့်သတော်ဝါတကောင်ကိုကြည့်တယ်လို့ကြည့်လွတ်လိုက်ကြသည် လာမရှုပ်စမ်းတဲ့ကိုလူဘသူမှလက်ဖက်ရည်ကိုဂီတာနဲ့တွဲမတအောင်တချို့ကတော့ကျွန်တော်လက်ထဲရဂီတာအိတ်ကိုအထူးစမ်းကြည့်လိုက်ကျွန်တော်ကိုပြန်ကြည့်လိုက်နဲ့အခုံတွန်းပြကြသည်တချို့ဆိုင်တွေကတော့တအံ့တော်ပြုံးလို့စိတ်ညိုသိထိန်းချုပ်ထားရဟန်နဲ့နေပေးဖြင့်ကျွန်တော်နှစ်သိမ့်လွတ်ကြသည်ငါကြီးအကူဆိုင်မှာပြက်ဆက်ဖွင့်ုံနဲ့လူတွေလာကြပါတယ်နောက်ပြီးညိုကြီးမှလူတွေကလက်ဖက်ရည်ကိုစိမ်းနဲ့မတောက်နိုင်ဘူးပြက်ဆက်တံတော် ူတို့နားမဝင်နိုင်ကြဘူး။ပြဆက်တံကိုနားမဝင်ပေမဲ့သူတို့ဟောလိုဂီတာတံကိုတော့အာရုံစိုက်ကြမှာပါ။သို့တော့ကျွန်တော်ယူကျိုးစွာလှည့်ထွက်ခဲ့ရပါသည်။ဂီတာဒီမုတ်တီဆုံမှုပါဝင်သောစားတောက်ဆိုင်အချို့ကိုကျွန်တော်မျောလင့်တကြီးရောက်သွားတော့လေ။ပိုင်ရှင်တယောက်ကထပ်ပြုံပြုံညင်းလို့သည်။သူတို့မှာကာရာအိုကေတီးလုံးများရှိသည်ဟုပြောပါသည်။တယောက်ကတော့ကြီးဖို့အော်ဂင်တစ်ခုကိုလက်ဖြင့်ညွှန်ပြပြီးငြင်းငြင်းကြီးကြီးညင်းလွတ်လိုက်သည်။ တယောက်ကတော့ကျွန်တော်နဲ့ဂီတာကိုတလဲစီကြည့်ပြီးပြီးဖို့တီးတဲ့လားဟုမေးသည် မတီးတတ်ပါမင်းဂီတာကိုပေးပြီးပြီးကီးဘုတ်တီးပဲကျင့်ဒီခေတ်မှာကီးဘုတ်တစ်ခုရှိရင်အတန်မျိုးစုံရနေပြီဂီတာလောက်ကတော့အောက်နေပြီကွာဂီတာဘယ်တော့မှမအောက်ဘူးဗျနောက်မှမှပြေအော်ဟဲပြစ်လို့စိတ်ကိုထိမ့်ချုပ်ထားခဲ့ရသဖြင့်အပြင်ပြေရောက်တော့လမ်းမေးကကြောက်ခဲတလုံးကိုရောတတ်တကြီးကန်ထဲလိုက်ရသည်တညက်နေလုံး အဆောင်နေမှာအခန်းကလေးတစ်ခုရဖို့လိုက်ရတော့လေအခန်းလို့မရှိဘူးပြောပါသည်ဂတင်လေးလုံးမမရထို့ကြောင့်နောက်နေမှာချက်ပြီးရှာရန်ဆုံးဖြတ်လိုက်သည်ငါဒီညဘမအိမ်လေအဖေမှကြီးကြီးအေးကိုသွားတတိရသည်တောင်းကလာမှာသို့တော့ချက်ချင်းပဲထိုးတွေးကိုဖျောက်ပြစ်လိုက်သည်ကြီးကြီးအေးဤခက်စိမ့်စိမ့်အပြုံးတူများကိုကျွန်တော်မကြိုက်ပါလွန်ခဲ့သည့်၃နှစ်ကကျွန်တော်နဲ့ပြပြရန်ကုန်လာတော့သူတို့အိမ်မှာတဲခွင့်မရပါဘူး မင်းသိတဲ့အတိုင်းပဲကိုတာငါတို့ရင်မှာလူရများအခန့်အချင်းမင်းရောက်ဖားလည်းစကားပြောအပေါက်လည်းမတက်ဈားရဲကငါစိတ်ညစ်အောင်ပဲဒီတော့ဒီလိုလုပ်သူနောက်ထပ်ဘာပြောခဲ့တလဲကျွန်တော်မမှတ်မိတော့ပါကျွန်တော်မှတ်မိရသည်ကဖေဖေဤနာကြီးတော့ပြုံးများတာဖြစ်သည်ဒါ යි မင်းတို့တဲခုကံမှာတွားကြည့်ရမယ်ကောင်းတယ်ဖေဖေမကောင်းဘူးကမနဲ့ပြန်အစားပြီးမင်းနဲ့ငါရဲ့အစားအသောက်ကိုငါပဲဆုံးဖြတ်မယ် ူဟာစားခြင်းနဲ့ဒီဟာစားခြင်းနဲ့မပူစားရဘူး။ကြီးမများရဘူး။ဖေဖေကတင့်တော်တယ်ထင်လို့ကျွင်းရင်မင်းအဲ့ဒါပဲစားရမယ်။ကိုကစားစရာဒီကစားစရာဝယ်ပေးဖို့လုံးဝမပူစားရဘူး။ဒေတာဆိုင်တွေမှာလည်းကြည့်ရုံပဲကြည့်ရမယ်။ဒီမှာဖေဖေကသရိဆိုင်ရုံလိုက်ပို့ရတော့ပါပြီ။ဖေဖေစိတ်သက်သာစွာပြုံးသည်။သရိဆိုင်ရုံမှာမင်းကဘာကြည့်နေတာလဲ။ငွေလငါးကြီးတကောင်ရဲ့အယိုးယိုကြည့်နေတာဖေဖေ။ဖေဖေကျွန်တော်စပင်းညားကိုရှုပ်ခွာပြပြီးအတန်ထွက်အောင်ရင်မောသည်။ ကြီးကြီးရေးကိုတွားကူညီတောင်းရန်ပယ်ချပြီးကျွန်တော်အာရုံနဲ့မှနောက်တစ်ယောက်ပေါ်လာပြန်သည်ဘော်ဘီကိုကိုအောင်မျိုးဒီတ냐တော့ကိုအောင်မျိုးစီပဲကတ်မှာပဲသို့တော့ညှော်လင်းချက်ဖြင့်စိတ်ပူပန်ရသည့်အချိန်ကြာမြင့်သလားမြင်းစုံမူကတော့အလွန်မြန်ဆန်လာသည်ဟာအုပ်စိုးရငါကူညီချင်ပါတယ်ကွာငါမှခင်မနှစ်ယောက်နဲ့ကွာမင်းရယ်တွေပဲလေကောင်းမလို့ကွာတခြားစဉ်းစားပါဦး ကျွန်တော်ကိုအောင်မျိုးကိုမျက်နှာငယ်နဲ့ကြည့်လိုက်မိသည်အကိုရာဒီတညလေးတော့မဖြစ်ပါဘူးငါညီရာအစားတောက်တော့ခက်ခဲတဲ့ခါမျိုးမှာတော့မင်းကစီလာစားဖို့တဲခုခံမှာပဲတဲပါကွာမင်းဒီမှာတိတ်မကြောင်မဟုတ်လားဖြစ်နိုင်ပါတယ်အခန်းတောက်မှာထောင်နာတော့ဂီတာရဲ့ကိုသူ့မမြင်တာလားမမြင်ကြအောင်စောင့်တာလားကျွန်တော်မသိချင်ပါရန်ကုန်မှာဘိုက်ပြေးဖို့ထက်နားခိုအိပ်စက်ဖို့ကပိုကြီးအေးတကြီးလိုအကြောင်းအရင်ကကျွန်တော်တဘောမပေါက်ခဲ့ပါဘူး ရပါတယ်ကိုကျွန်တော်တိတ်ခုခံတစ်ခုကိုရှာလိုက်ပါမယ်ဖြစ်ပါတယ်ကျွန်တော်ပြန်ကန်ပြီးတော့ကိုအောင်မျိုးကကျွန်တော်စပင်ကိုခက်ပြုံပြုံကြည့်သည်မင်းစပင်နေရှင်းနေပြီနော်မင်းပြန်ကြဖြတ်လိုက်အောင်ကွာတက်တဲ့ရည်လေးပေါ့ကွာပေါ်ပြီးတော့ကြိတ်ခုပြတာကြပြီသူကျွန်တော်ကိုစပင်ဖြတ်ရင်ပြောရေးဆိုခွင့်ရှိသလားခမင်းကျွေးပြီးကျေးဇူးဖြင့်သူကျွန်တော်ကိုစပင်ဖြတ်ခိုင်းလို့ရှိသွားပြီလားကျွန်တော်အောက်တက်တက်ဖြင့်ပြုံးလိုက်ရတော့လေကျွန်တော်ပြုံးမပြေပြေတော့ဘူးဟု ကျွန်တော်သိပါသည်အခုဓမင်းကိုကျွန်တော်မစားပါဘူးကိုစိတ်ချထားစမ်းပါထို့နောက်ခက်ကျင်တဲ့တဲခုတ်ခံလေးတစ်ခုမွန်းချက်မှုများနဲ့ညှော်လင်းချက်များငနက်ပြန်တော့အားတက်စွာရင်ခုန်မှုများထို့နောက်ပိုရိပ်ကျင်းကြောင်းလောင်ပိတ်သောဝေရာဆောင်ခန်းလေးတစ်ခုဂီတာတန်ကိုဆူညံတဲ့ဖြင့်ပြန့်ကွက်သောအခန်းကြီးချင်းခြေလက်တို့မတည်စေလောက်အောင်ပင်မနှွမ်းနေသည့်ညက်နေများငနက်ပြန်တော့ကြိုတင်စိတ်ပြတ်အားငယ်မှုများ ထို့နောက်စတိုးဆိုင်တစ်ခု၏အယောင်စီဘွားဆယ်တန်းမောင်သေးမလျှောက်ပါနဲ့ဟိုဘုတ်မှာကြောင်ညာကတ်ထားပြီးသားပါဆယ်တန်းအောင်တဲ့လူမှရှက်ခွင့်ရှိပါတယ်ကျွန်တော်နေငယ်မခံရစိတ်တွေဝင်သွားသည်ဓာတုပိသားတွေဇီဝပိသားတွေလိုအပ်တဲ့ဆိုင်ဖြစ်နေလို့လားဒါပေမဲ့မပြောနဲ့အဲ့လိုမျိုးတော့မပြောနဲ့ဟိုကအလုပ်လုပ်နေတဲ့သူအောက်ကျရမှာပဲကျွန်တော်မန်နေဂျာနဲ့စကားပြောကြည့်ပြရစီခင်ဗျာ ကျွန်တော်စေတန်းမောင်သေးတာမှန်ပါတယ်။ဒါပေမဲ့ဒီဆိုင်ရနိုင်အမိတွေရင်ဝင်းနာမည်တွေပစ္စည်းမျိုးစုံအင်္ဂလိပ်လိုရေးတက်ဖတ်တတ်ပါတယ်။အင်္ဂလိပ်စကားလည်းခက်သက်သက်ပြောနိုင်ပါတယ်။မန်နေဂျာနဲ့တွေ့တော့သူကကျွန်တော်အားနွားဝဲခံနီးစစ်ဆေးတယ်လို့ခြေစုံကောင်းစွာအခဲခက်သည်။မိမတယောက်ပြီမကြည့်ဘူးတော့မျက်လုံးမျိုးဖြင့်ကျွန်တော်မျက်နှာကိုစစ်ဆေးကြည့်ခံရတော့ကျွန်တော်စိတ်မတူမတန်ဖြစ်လာသည်။မင်းနာမည်ဘာလို့လဲ။ဟုတ်ဆို။အေး မင်းရဲ့အင်္ဂလိပ်စာရေးခြင်းနဲ့ရုပ်ရည်လက္ခဏာတော့မစိုးပါဘူး။အခုတော့ရှိရဲ့။မင်းစမေဒီလိုကြီးမဖြစ်အောင်မလိုလို့မလဲ။ဖြတ်မလား။ကျွန်တော်တက်ပြင်းချလိုက်မိသည်။ကျွန်တော်နောက်ဘက်မှာစီထားပြီးခေါင်းလင်းစီနဲ့တက်တက်ရဲရဲဖိပါမယ်ဆရာ။သူ့နဲ့ငယ်ပြုံးသည်။နောက်တစ်ခုလိုသေးတယ်။မင်းမျက်နှာချမင်းမျက်နှာချကိုကြည်တိုင်းမရဘူး။ဝဲသူမင်းပြပြွှေရွှေတွတ်တွတ်လက်လက်ဖိတ်ခေါ်ရမယ်စိတ်ရှည်ရမယ်မင်းပြုံးတဲ့ရလား ကျွန်တော်လက1500မှာစာရွေးပေးပါသည်အဆောင်လက400ချက်ကိုနှုတ်ခရီးစရိတ်တစ်နှစ်၄ချက်နှုတ်ရင်ကျွန်တော်အသက်ရှင်နေထိုင်ရန်ထမင်းစီမှာတစ်လ800ချက်တစ်နှစ်ကိုငွေ30ချက်နဲ့ကျွန်တော်ဘယ်လိုလုပ်ပြီးထမင်းနဲ့နဲ့စားနိုင်ပါမလဲအခုချိန်ဆိုဖေဖေကတော့ပြုံးနေပြီလိမ့်မည်ဖေဖေပြောတဲ့အိမ်ဝင်ငွေအတွက်လှုပ်လှုပ်ဖို့ဆိုတာအင်းကထွက်သားဖို့ပြောတာမဟုတ်ဘူးအုပ်စုအိမ်မှာနေအလုပ်လုပ်ဖို့ပြောတာ အိမ်မမနေမင်းရဲ့နေစည်းကဒုက္ခတစ်ခုပို့လာမယ်။နောက်ပြီးဒါသမင်းဝါဖို့ဒါအလုံးလုံးနိုင်သေးပါဘူး။သမင်းနဲ့နဲ့မှန်အောင်စားနိုင်ဖို့ဆိုတာလွယ်ရမဟုတ်ဘူးဒါရဲ့။ဒါဖိဖိပေါ်မာနမထားရဘူးလေ။မဟုတ်ကျွန်တော်မာနထားတာမဟုတ်ဘူး။ကိုချစ်တော့ပေါ်ကိုရက်ချင်လို့ပါ။ဖိဖိခေါင်းတညင်ညင်နဲ့ပြုံးနေ၏။ကိုချစ်တော့ပေါ်ကိုရက်တယ်ဆိုတာနမေတာလှတာ။တကယ်တော့တိတ်ခတ်ခဲ့တဲ့အလုပ်ပါတရား။ ီလိုလို့မင်းငါနဲ့တွေ့ပြီးအလုပ်လုပ်ကြည့်ငါ့ကိုဂျိုင်းနောက်ဖြစ်သဘောထားလိုက်ပေါ့ကွာတနေ့နေ့နေ့ကြာရင်မင်းဂျိုင်းနောက်လုပ်လို့ရပြီအဲ့ဒီခါကျမင်းခြေတော့ပေါ့မင်းရပေါ့အခုတော့စာအုပ်ရောင်းဆိုင်တစ်ခုဖွင့်ကြည့်ပါဦးမဖြစ်နိုင်ပါကျွန်တော်ဒီစာအုပ်ရောင်းမိသူမဟုတ်ဂီတာတီးမိသူသာဖြစ်သည်ကျွန်တော်စာအုပ်မရောင်းခြင်းဖြစ်ပြီးကျွန်တော်ဂီတာတီးခြင်းလားဖေဖေကကျွန်တော်ကိုစူးစိုက်ကြည့်ကပြင်းငိန်သောအတန်ဖြင့်ပြောသည် ဖြစ်ဖြစ်လဲစားအောင်မရောင်းချင်ဘူးလေဂီတာပဲတီးချင်တာကျွန်တော်လုံးဝလက်မခံနိုင်ပါမဖြစ်နိုင်ဘူးဖြစ်ဖြစ်လောကမှာလူတွေကကိုဖြစ်ချင်တဲ့ဘဝမှာကိုနေကြတာပါကိုမဖြစ်ချင်တဲ့ဘဝမှာဘယ်တော့မှမနေကြပါဘူးဖြစ်ဖြစ်ကျွန်တော်ကိုမျက်မှောင်ကြုံကြည့်လိုက်တဲ့အခါဖြစ်ဖြစ်ကိုကျွန်တော်ပိတ်၍စကားပြောလိုက်သည်ဖြစ်ဖြစ်ငင်ရလေဒီစကားမျိုးပြောခဲ့ဘူးလားပဲလို့မပြောနဲ့ဖြစ်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 စိတ်လျှော့ဟန်ပြေရည်သည်မပြောပါဘူးတာမပြောဘူး တားကောင်းမှတော့ဖေဖေကြိုက်ပါတယ်ဖေဖေမြစ်တာရက်ခံကျင်တာဒါဖေဖေအိမ်မှာပဲနေပါတားလို့ကျင်တဲ့အလုပ်လုပ်ပါဖေဖေဝင်မရှုပ်ပါဘူးကျွန်တော်ဖေဖေကိုအာနာပါနာပြင်းမြင်လိုက်သည်ကျွန်တော်ကိုစိတ်ဆိုးပါဖေဖေကျွန်တော်ဖေဖေအိမ်မှာနေလို့မဖြစ်လို့ပါမန္တလေးမှာပြတာသမားတယောက်အတွက်ဘဝမရှိဘူးဖေ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 ကကျွန်တော်လက်မောင်းကိုခပ်ဖွားဖွားဆုပ်ကိုင်းလိုက်သည်ဒါစိတ်ထင်နေလို့ပါရန်ကုန်မှာလေကြတာသမားတယောက်အတွက်ဘဝမရှိနိုင်ပါဘူးတာယာ ရှာတဲ့ရှိပါတယ်ဖေဖေ။တနော့ကိုဖေဖေမတားမြင်နိုင်ခဲ့ပါ။လူငယ်တရားရဲ့ခြေလမ်းများကိုချစ်သူကတားမြင်ကောင်းတားမြင်နိုင်လိမ့်မည်။ထို့သောဖခင်ကတော့မတားမြင်နိုင်ပါ။ထို့ကြောင့်ခြေလမ်းပေါင်းများစွာလှမ်းခဲ့သည်။လူငယ်တရားယောက်ျားဘဝသို့ရောက်ရှိသွားဖို့ခြေလမ်းဘယ်နဲ့လဲလှမ်းရမလဲ။ကျွန်တော်ကတော့မရေတွက်နိုင်သောခြေလမ်းများကိုလှမ်းခဲ့ပြီးပြီ။ခြေတလန်းလှမ်းနိုင်လှမ်းနိုင်လေကျွန်တော်အိမ်မှာပိုရေးဝေးလံသောနေရာသို့ ကျွန်တော်ဟာတည်ဆောင်သွားခဲ့သည်သူနေရာမှာကျွန်တော်အိမ်မှာရှိနေလိုက်ပြီသူနေရာမှာကျွန်တော်ဘဝရှိနေလိုက်ပြီလမ်းနောက်တလမ်းနောက်တလမ်းနောက်ထပ်ခြေတလမ်းတကယ်တော့ကျွန်တော်မှပြီးဖိဖိမှန်ခဲ့ပါတယ်ရန်ကုန်မှာလည်းကျွန်တော်အတွက်ဘဝမရှိပါနောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အဆုံးထိနားဆင်ပေးခဲ့ကြသူတဝူးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်